မြတ်စွာဘုရားဒီအဘိဓမ္မာကျမ်းဂန်မှာဖွင့်ဆိုတာသောတာပန်နာဆိုတာဘာလဲလို့အဘိဓမ္မာစာပေမှာဖွင့်ဆိုထားတာရှိအဲ့ဒီအဘိဓမ္မာကအဘိဓမ္မာခုနှစ်ကျမ်းထဲမှာပါတယ်ပုဂ္ဂလပညာဆိုတဲ့ကျမ်းရှိတယ်နော်ပုဂ္ဂလပညာတိဆိုတာပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ဒီပုဂ္ဂိုလ်တယောက်ကိုပုဂ္ဂိုလ်ဆိုတာအမှားတော့ပြောเสียရလူတွေအားလုံးကလူတွေသိအောင်ပြောเสียရ ပြည့်ညတ်ထားတဲ့အရာတွေအဲ့ဒီဟာတွေကိုရှင်းပြတဲ့ပုဂ္ဂလပြည့်ညတ်တဲ့ကျမ်းမှာမိဂွန်လေးထုတ်ပြီးတော့ရှင်းထားတာရှိတယ်နော်သူရှင်းထားတာကတော့အတိဘယ်ဘက်ကိုပို့ပြီးတော့ဦးစားပေးပြီးရှင်းထားတယ်ခေါဏကဘုန်းကြီးရှင်းပြတဲ့အတိဘယ်ကသကလုံးရဲ့အတိဘယ်နဲ့ရှင်းတာနော်အဲ့တော့ပုဂ္ဂလပြည့်ညတ်တဲ့မှာ ရှင်းထားတာကြတော့သူကကတမောစပုဂ္ဂလောသောတာပန်နောတဲ့ သောတာပန်ဆိုဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲတဲ့မိဂုံလေးထုတ်လိုက်တယ်။အဲမိဂုံလေးထုတ်ပြီးတော့အဖြေပြောတဲ့အခါကျတော့သောတာပတိဖလသစ္စိကရိယာယပฏิပန်နောသောတာပသောတာပန်နာဆိုတာတဲ့သောတာပတိဖို့ရောက်ဖို့အတွက်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ကြိုးစားအထုတ်ပြီးဖြစ်တဲ့ပုဂ္ဂိုလ်ဆိုလိုတာသောတာပတိဖို့ကိုဆက်ရောက်ပြီးဖြစ်တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာနော် နောက်ပြီးတော့အဲ့ဒီသောတာပတိဖို့ဆက်ရောက်ဖို့အတွက်ဘာတွေလုပ်ဖို့လိုသေးလဲလို့ဆိုတိဏံပန်ယောဇနာနာပဟာနာယပฏิပန်နောပုဂ္ဂလောအဲ့ဒီသောတာပတိမဲ့သောတာပတိဖို့ကိုဆက်ရောက်ဖို့အတွက်ကပန်ယောဇဉ်သုံးမျိုးဖယ်ရှားပြီးဖြစ်ရမယ်ဖယ်ရှားနိုင်ရဓာရီမဖယ်ပဲနဲ့စွာစုတကားမဖွင့်အတွင်းဝင်လို့မရဘူးလေ ဖယ်စရာရှိတာတွေဖယ်ပြီးမှအတွင်းဆောင်ဝင်လို့ရတာမဟုတ်လားအဲ့ဒါလိုပဲတန်ရုံးစဉ်၃မျိုးကိုဖယ်ရှားပြီးတော့မှဒီကျင့်ကြံအထုတ်တဲ့ကျင့်ကြံအထုတ်ပြီးတန်ရုံးစဉ်၃မျိုးကိုဖယ်ရှားပြီးတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီဖယ်ရှားနိုင်ဖို့ကြိုးစားပြီးတဲ့ပုဂ္ဂိုလ်တဲ့ဆိုတော့တန်ရုံးစဉ်၃မျိုးဆိုတာနောက်ကြတော့ရှင်းပြအကျဉ်းအပြင်သာသနာ့စဉ်၃မျိုးဆိုတာတက္ကရာဒိဋ္ဌိရယ်ဝိသိကိစ္ဆာရယ်သီလဝိဒ္ဓပရမတာ အဲ့မျိုးတက္ကရာဒိဋ္ဌိနဲ့သီလပဒပရမတာကဒိဋ္ဌိဝိသိကိစ္ဆာဝိသိကိစ္ဆာဟုတ်လားတန်တရားနဲ့အမြင်မှတက္ကရာဒိဋ္ဌိဆိုတာလည်းအမြင်မှပဲမေဒိဋ္ဌိပဲသီလပဒပရမတာဆိုတာလည်းအမြင်မှပဲအဲ့ဒီနှစ်ခုကဒိဋ္ဌိဝိသိကိစ္ဆာဝိသိကိစ္ဆာဆိုတော့အော်တန်ရစဉ်အနေနဲ့ပြောရင်၃မျိုးတရားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်၂မျိုး ထေတိနဲ့ဝိသကေသဖဲတယ်လို့ဒီလိုပြောတာเนาะအဲ့ဒီနှစ်ခုဖဲရှားလိုက်တဲ့အခါမှာဒီလမ်းကြောင်းထဲကိုဝင်သွားတာအဲ့ဒါမဖဲနိုင်ရင်လမ်းကြောင်းထဲမရောက်ဘူးမဲ့လမ်းကြောင်းထဲကိုရောက်မသွားနိုင်ဘူးတဲ့အနည်းဆုံးအဲ့ဒါကိုဖဲလိုက်နိုင်ရမယ်ဘာနောက်ပြီးတော့သူပြောထားတာယန္တပုဂ္ဂလတတိနိတန်ယောစနာနိပဟိနာနိတဲ့အဲ့ဒီလမ်းကြောင်း လမ်းကြောင်းဖယ်ဖို့ကြိုးစားပြီးတဲ့အခါမှာတဲ့ဒီတန်ရစဉ်၃မျိုးကလုံးဝရှင်းပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့လိုလုံးဝရှင်းသွားတဲ့ပုဂ္ဂိုလ်အရာဥစ္စတိပုဂ္ဂိုလ်သောတာပန်တော်လို့ဒါကဘိဓမ္မာခေါဏကျမ်းထဲမှာပါတယ်ပုဂ္ဂလပညတ်တိကျမ်းမှာဆိုတဲ့စကားတစ်ခုเนาะ